ဘာသာ guys မင်္ဂလာပါဒီဗီဒီယိုဖိုင်လေးကတော့တရုတ်နိုင်ငံမှာကိုကိုကိုတရုတ်မယားအဖြစ်ရောက်စားပြီးတော့ငွေရှာတဲ့ကောင်မလေးတယောက်ရဲ့အဖြစ်ကိုပြောပြထားတဲ့ဗီဒီယိုဖိုင်လေးပါဗျเนาะဒါတရုတ်နိုင်ငံကိုတောင်းမဲ့အဲကောင်မလေးတရုတ်ရဲ့အမယားအဲ့လိုလှုပ်ရှင်တဲ့အဲကောင်မလေးတွေတည်ထားသိပါတယ်ဆိုတော့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ရအောင်ဗျာเนาะโอเค ိတ်မကောင်းစရာလေးတခုကိုမြန်မာလူမျိုးတွေပေါ့နော်သူများတရုတ်လက်ထဲထဲမှာအနိုင်ကျင့်ခံနေရတဲ့ဟာလေးကိုမြင်လိုက်ရတော့လေကျွန်တော်တကယ်ကြီးကြောက်ဘာသာတော့ပြင်ပေးနေတွေ့လိုက်တဲ့ဟာလေးပေါ့နော် စိတ်ထဲကိုလုံးဝမကောင်းတူတီးလိုက်တဲ့အချိန်မှာလည်းတော့ဘောက်ဆိုကွာမြန်မာလူမျိုးကိုမြန်မာလူမျိုးကမှားတည်ဖြစ်ဖြစ်မှန်တည်ဖြစ်ဖြစ်အဲ့လိုမျိုးသူများနိုင်ငံသားရဲ့လက်ထက်မှာနိုင်ချင်းခံရတာပြီးတော့တကယ်စိတ်မကောင်းလို့လာပြီးတော့ဝေမျှပေးခြင်းဖြစ်တယ်ဘသူဘသူပဲဝအောင်မတိုက်ခိုက်ပြီးတော့ပြောဆိုခြင်းမဟုတ်ဘူးဒီပိုင်းရပါတော့ဖြစ်ပေါ်မှာဘယ်လိုလဲဆိုတော့အဲ့ဒီခုအနိုင်ဒီရိုက်နှက်ခံရတဲ့ရိုက်တာမှညိုနေရပဲပေါ့နော်အဲ့ကောင်မလို့ဆိုလဲကြောက်လို့တုံနေရပဲ ဖြစ်ပေါ်လာအဲ့ဒီကောင်မလေးကလည်းသူကိုယ်တိုင်လာပြီးတော့ရောင်းစားခံတယ်လို့ပဲပြောရတော့မှာပေါ့နော်အဲ့လိုရောင်းစားခံတာအိမ်နာလာကြတာမြန်မာလည်းအိမ်နာတွေရှိတယ်ကလေးလည်းရှိတယ်အဆင်မပြေလို့တရုတ်ပြည်လာပြီးတော့အိမ်နာလာကြတာပတ်ဆိုင်ရမယ်ဆိုပြီးတော့အဲ့မှာ तू ကဝင်လာတာမကြသေးဘူးမကြနဲ့ဖြစ်ပေါ်မှာဘယ်လိုဖြစ်လဲဆိုတော့အဲ့ဒီခုဒီလက်ရှိသူ့ကိုရိုက်နှက်တဲ့ဒီတရုတ်အိမ်ကကြတော့အဲ့ဒီအဲ့လိုပဲဗမာကောင်မလေးကပဲအဲ့လိုပဲပတ်ဆိုင်နေပေးပြီးတော့မှဝယ်ထားတာတရုတ်ငွေဆိုတသိန်းခွဲလောက်ကုန်ထားတာအဲ့တော့အဲ့ကောင်မလေးကလည်းကလေးတွေမမွေးခဲ့ပေးပဲနဲ့အခုထွက်ပြေးသွားတယ်နောက်ခါအောင်ထွက်ပြေးပထမတစ်ခါထွက်ပြေးတဲ့အချိန်မှာပြန်ပြီးတော့ ဖမ်းမိသွားတယ်ပြန်ပြီးတော့ခေါ်လာလို့ရခေါ်လာပြီးတော့အကောင်မလေးချော့ပြီးတော့มาဗောနော်ပြန်နေခိုင်းတယ်ပြန်နေခိုင်းတော့ကောင်မလေးအခုအဲ့နဲ့တိတ်မကြအောင်နောက်တစ်ခါပြန်ထွက်ပြေးသွားတယ်ဆိုမှသူတို့အရန်စက်တူလာပြန်มาဗောနော်ပြန်ထွက်ပြေးသွားတယ်အဲသူတို့ဘက်ကလည်းကောင်မလေးကိုမကောင်းမို့ကောင်းကောင်းမို့နေမင်္ဂလာဆောင်ပဲဒါပေမဲ့သူတို့ဘက်မှာလည်းချွင်းချက်တွေရှိလို့ပြန်มาဗောနော်ဒါအခုထွက်ပြေးသွားတော့သူဒီတိယအိမ်က ကောင်မလေးလိုက်ရှာတယ်လိုက်ရှာတဲ့အချိန်မှာမတွေ့မတွေ့မချိတ်ချိတ်ချိတ်နေဖုန်းနေနဲ့ချိတ်နေဒီကောင်မလေးဘယ်ရောက်နေလဲဆိုတဲ့ဟာကိုသူ့ကိုဒီထွက်ပြေးဖို့ဆိုပြီးတော့ကုညီပေးလိုက်တယ်ကုညီပေးတာတော့မဟုတ်ဘောသူတို့ကားရည်နဲ့ချိတ်ပြီးတော့နောက်အိမ်ကိုနောက်အိမ်တဲ့အိမ်ကိုပြန်ပြီးတော့ပေးစားမယ်ဆိုရဲလူနဲ့အဲ့ကောင်မလေးကိုတွေ့တယ်တွေ့တဲ့အခါအဲ့ကောင်မလေးကိုခေါ်လာပြီးတော့ဒီသူတို့အိမ်ကချွေးမကိုချွေးမလည်းပြောမှာပေါ့နော်သူတို့အိမ်ကဒီထွက်ပြေးသွားတဲ့ချွေးမကိုမတွေ့မချင်းဒီကောင်မလေးကိုမလွတ်ပဲနဲ့ခေါ်ထားပြီးတော့မှအဲ့ဒါအဲ့လိုမျိုးပထမဆုံးစားတွေ့ရဲ့အချိန်မှာဒီလိုမျိုးနှိမ့်ကြိုက်နေတာပေါ့နော်အဲ့လိုမျိုး လောက်တာပေါ့နော်အဲအကြောင်းမလို့ဒီတုတ်ပြူလာတယ်ဆိုလို့ရှိရင်လည်းဒီလိုမျိုးပတ်စံနေခဏတစ်ဖြုတ်အများရတဲ့ဟာတွေကိုမမတ်ပါနဲ့ဘာလို့ဆိုကိုကကိုကလာမယ်ဆိုလဲကောင်းကောင်းမအလုပ်လာလုပ်ပြီးတော့တလ1000 2000ဆိုလဲရှာလို့ရတာပဲနော်အမျိုးဆိုတော့အိမ်မှာလာကြတဲ့ဟာယူပဲမစင်စားပါဘူးဆိုတော့နှစ်နိုင်ခံဘာမှမတူတဲ့ဟာဘာသာတရားစာရာဝတ္တာနော်အတွေ့အခေါ်အကုန်လုံးကမတူတဲ့ဟာမှာအဆင်ပြေဖို့ဆိုတော့တော်တော်လေးခက်ခဲပါတယ်နော် အဲ့ဒါကြောင့်ပင်ပိုဆိုတာကိုကချစ်ကြိုက်ပြီးတော့လာကြတာမဟုတ်ဘူးလေဒါကြောင့်မလို့တခုဖြစ်ပြီဆိုလို့ရှိရင်ကိုရဲ့အသက်အန္တရာယ်ပါဆိုရင်ရတယ်ပြီးရင်သူတို့တွေကလည်းတရားဝင်လာတဲ့သူတွေမဟုတ်ကုန်တော့ခိုးဝင်လာတဲ့ဟာဆိုကိုကဘာမှပြန်ပြီးတော့မှတုံ့ပြန်ပိုင်ခွင့်မရှိဘူးရဲရဲလည်းတိုင်ပိုင်ခွင့်မရှိဘူးကိုဘက်ကအနာကြီးပဲအဲ့ဒါကြောင့်မလို့အဲ့လိုမျိုးလမ်းကြောင်းနေနေမဝင်လာပါနဲ့အဒီကိစ္စတွေကတော့လူတော်တော်များများသိပြီးသားပါဗျာနော်တရုတ်နိုင်ငံတော့ပြီးတော့အဲ့လိုတရုတ်မယားလောက်ပြီးတော့ပိတ်ဆိုင်ရှာကြတယ်နော်ဒီလိုဒုက္ခလှလှတွေတွေ့ကြတယ်ဆိုတာလည်းသိပြီးသားပါ ဒါမှမဟုတ်လည်းလောက်တဲ့လူတွေကလည်းဆက်လက်လုံးနေတော့ပဲဗျာเนาะတရားမရလုံးနေတော့ပဲဆိုတော့လုံးနေနောက်လောက်တဲ့လူတွေကလည်းဒီလိုဒုက္ခမျိုးတွေကိုအနည်းနဲ့အများဆုံးသူတို့တော့ခံရမှာပေါ့เนาะဆိုတော့တရားမရမလောက်ခင်ဒီလိုဘယ်ဘီယိုဘယ်မျိုးတွေကိုကြည့်ဖူးရင်တော့ဒါတတိလေးတစ်ချက်တော့ရလိုက်ပါเนาะဒီလိုဘယ်မျိုးတွေမှာဩဒီလိုပြောထားတဲ့ဆိုတာဟာเนาะဒါဆိုကိုယ်တွေ့တော့အကျိုးတစ်ခုခုရှိပါလိမ့်မယ်လို့ယုံကြည်ပါတယ်ဟုတ်ကဲ့ဒီဘီယိုဖလေးကတော့တရားနိုင်ငံတော်ပြီးအဲတရားမရလောက်မှာပိဿာ အလွယ်တကူနဲ့လိုရှင်တဲ့အာမိကလေးတွေအထူးသဖြင့်ကြည်တင်ပါရနော်။ Okay ဒီဘက်ကတော့ဒီတော့ပဲပြနော်။ Okay